မင်္ဂလာပါဒီနေ့ DS 260ဖောင်ပြည့်အခါမှာကြုံရတဲ့ browser error ပြဿနာကိုဘယ်လိုဖြေရှင်းရမလဲဆိုတာလို့ပြမှာဖြစ်ပါတယ်။ and အရင်ဆုံးဒီ browser error ဖြစ်ရင်ဒီလိုမျိုးတွေ့ရတတ်တယ်။နောက်တစ်ခါကျတော့ဒီလို rejected ဆိုပြီးတော့ဒီလိုပုံစံလေးတွေ့ရတတ်ပါတယ်။အဲ့လိုမျိုးကြုံတဲ့အခါမှာစိတ်မပူနဲ့အရင်ဆုံးဘာလုပ်ရမှာလဲဆိုရင်ဒီဖွင့်ထားတဲ့ browser ကိုပိတ်လိုက်မယ်။ပိတ်ပြီးရင် browser တက်ဖွင့်မယ်။ဖွင့်ပြီးတော့ ဲ့ browser တွေက setting ကိုသွားမယ် setting နှိပ်ပြီးလို့ရှိရင်ဒီဒီလိုမျိုးပေါ်လာလိမ့်မယ်အဲ့ထဲမှာ privacy and security ကိုရွေးပြီးတော့နှိပ်မယ်အဲ့နှိပ်ပြီးလို့ရှိရင်ဒီလိုပုံပေါ်လာလိမ့်မယ်အဲ့ထဲမှာဘာဝင်ရမှာလဲဆိုရင်ဒီမှာ delete browsing data ကိုနှိပ်မယ်အဲ့နှိပ်ပြီးရင်ဒီလိုပုံပေါ်လာလိမ့်မယ် အဲ့ကြလို့ရှိရင်ဒီမှာ all time ကိုရွေးမယ် all time ရွေးပြီးလို့ရှိရင်ဒီ delete data ကိုနှိပ်မယ်အဲ့လိုလုပ်လိုက်ပြီဆိုလို့ရှိရင်သူက data တွေအကုန်လုံးရှင်းပြီးသားဖြစ်သွားတယ်အဲ့လိုရှင်းပြီးသားဖြစ်သွားရင်ဒီအခုဖွင့်ထားတဲ့ browser ကိုပိတ်မယ်ပိတ်ပြီးတော့ browser တစ်ဖွင့်မယ်အဲ့ browser တစ်ထဲမှာ DS 160အဲဖောင်ပြည့်စာမျက်နှာကိုတွားမယ်အဲတွားပြီးတော့ဒီမှာချက်လက်တွေကိုဖြည့်မယ် ဖြည့်ပြီးတော့ continue နေမယ်နေလိုက်လို့ရှိရင်ဒီလိုမျိုး DS 260အဲဖြည့်လို့ရတယ်ဇာမျက်နှာကိုပြန်ရောက်သွားမှာဖြစ်ပါတယ်အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးပါ